်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမွန်ပြည်သက်ပါတီဆန္နာရှင်တိုက်ဖြတ်ရေး NMSB AD နဲ့မွန်ပြည်လူမျိုးရေးတပ်တော် MLA တို့ဟာဆန္နာရှင်စနစ်တိုက်ဖြတ်ရေးနဲ့မွန်ပြည်ပေါ်ထွန်းရေးအတွက်ရည်ရွယ်ပြီး2025ခုနှစ်မေလ24ရက်နေ့မှာပေါင်းစည်းကြောင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပေါင်းစည်းပြီးတဲ့နောက်ယာမညမွန်တက်တော်ယာမညမွန် Army RMA ကိုဖွဲ့စည်းခဲ့ပြီး NMSP AD နိုင်ငံရေးစီရေးကော်မတီကိုအဖွဲ့ဝင်26ဦးနဲ့ဖွဲ့စည်းကနိုင်စီရကိုဥက္ကဋ္ဌလိုင်ယလီကောင်းကိုဒုဥက္ကဋ္ဌနဲ့နိုင်ပညာလေကိုအတွင်းရင်မှုဖြစ်ရွေးချယ်ခန့်ခဲ့ပါတယ်။ ။စစ်ရေးပိုင်းဆိုင်ရာတွေအတွက်စစ်ကော်မတီဝင်9ဦးနဲ့ဖွဲ့စည်းတာမှာတော့ပုံမှုချုပ်စလွန်ထောကိုစစ်ဦးစီးချုပ်၊ပုံမှုကြီးစိုးဝင်းကိုဒုစစ်ဦးစီးချုပ်၃ညတက်နေ။ပုံမှုကြီးကြည်စံကိုဒုစစ်ဦးစီးချုပ်နှစ်အဖြစ်ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါတယ်။ NMSB AD RMA အနေနဲ့ဆာနာရှင်စနစ်ချုပ်ငင်းရေးနဲ့ကိုပိုင်ပြထန်းခွင့်အပြေအဝရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးအတွက်မဟာမိတ်တိုင်းသားဒေါ်လာရဲ့အဖွဲ့အစည်းတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ဝါတရစမှုဆောင်မှာဖွင့်ထားတဲ့ GTIT ကွာခွာ Glory အထည်ချုပ်စက်ယုံကလှူသားတထောင်ကျော်ဟာလောက်ခတုံမြင့်ပေးပုံဒီကနေ့စတဲ့တောင်းဆိုနေရလို့အဲ့ဒီစက်ယုံလှူသားရိစီကသိရပါဗျ GTID G2 စက်ယုံကအလို့သမားတွေဟာလုပ်ငန်းခွင်ရပ်နာပြီး DG တရက်ကို1300ကျပ်တုံးမြင့်ပေးရေးတောင်းဆိုနေကြတာလို့သိရပါဗျ ရှိပီတာမြို့နယ်မှာ True Green Coffee ဆက်ယုံကလူသမားတွေကလည်းလောက်ခတိုးပေပေါ်တောင်းဆိုနေတာလေးရမြောက်ရှိပြီဖြစ်ကောင်းနောက်ထပ်လောက်ခတိုးပေပေါ်တောင်းဆိုနေတဲ့ဆက်ယုံတရုံတိုးလာတာလည်းဖြစ်ပါတယ်။ဒါပြင်ရန်ကုန်မြို့ကဆက်ယုံတချို့ဟာလည်းလောက်ခတိုးပေပေါ်တောင်းဆိုနေကြတာတွေရှိပြီးချမ်းရီဖနက်ဆက်ယုံကတော့ပြည်လဲမှုရရှိထားတယ်လို့သိရပါတယ်ရှင်။ကျောက်ဆုံးနေတဲ့ကလေးတွေအိမ်ပြန်နိုင်မှု ရာဇဝတ်မှုတွေခံနေရတဲ့ကလေးတွေကိုတတိယရှိဖို့နဲ့ပျောက်ဆုံးနေစေဖြစ်တဲ့ကလေးတွေကိုဆက်လက်ရှာဖွေဖို့ကျိုးပန်းတဲ့နေ့အဖြစ်နှစ်စဉ်မေလ25ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာပျောက်ဆုံးနေသောကလေးများနဲ့ International Mission Children Day အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းအသက်18နှစ်အောက်ကလေး9သန်းကျော်ကပညာသင်ခွင့်အခွင့်အလမ်းတွေ ဆုံးရှုံးနေရပြီးအတင်းကျပ်စစ်သားစုဆောင်ခံရတာအသက်မပြည့်ခင်ဒါမှမဟုတ်အတင်းကျပ်ထိမ်းမြားလက်ထပ်ခံရတာ နေမိုင်းဆိုင်ရာခေါင်းပုံဖြတ်ခံရတာနဲ့အလွဲသုံးစားလုပ်ခံရတဲ့စားတဲ့အခွင့်အရေးချိုးဖောက်မှုတွေကိုကြုံတွေ့ခံစားနေရတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံကလေးတွေကအကြောင်းမျိုးမျိုးနဲ့ပျောက်ဆုံးနေတာရင်ဆိုင်နေရပါတယ်။စစ်ပွဲတွေကြောင့်မိတကွဲဖတကွဲနဲ့မိဘဘေးရောက်လို့ရမှမသိတားသမီးတွေဘေးရောက်လို့ရမှမသိပျောက်ဆုံးနေရတဲ့ဘဝတွေရှိသလိုနိုင်ငံရေးခြေနေလူခွေချိုးဖောက်မှုခြေနေစီးပွားရေးခြေနေတွေကြောင့်မတမာသူရဲ့လက်ထဲရောက်ပြီးလူကုန်ကူးခံရတာမှာ အဲ့ဒီအမှတစင်လေလုံငန်းနေကလေးစစ်သားတွေကလေးလူသမားတွေဖြစ်တတိမဲ့ကြပြီးပျောက်ဆုံးနေရတဲ့အခြေအနေကိုကြုံတွေ့နေရပါတယ်ဒီလိုမျိုးအနာဂတ်တဲ့ခေါင်းဆောင်တွေဖြစ်တဲ့ကလေးများပျောက်ဆုံးခြင်းကတိုင်းပြည်ရဲ့အနာဂတ်ပျောက်ဆုံးခြင်းလို့ပြောလဲမမှားပါဘူးတစ်ချိန်တည်းမှာတယ်အနာဂတ်ကိုကလေးတွေလက်ထဲပေးအပ်ပြီးတော့လှပတဲ့ကဘာကြီးကိုထူထောင်မဲလို့စိတ်ကူးပြင်ဆင်ထားတဲ့လူတွေရဲ့အိမ်မက်ပျောက်ဆုံးခြင်းလဲ ဖြစ်ပါတယ်။ရန်ကုန်ပါဝင်မြို့ပြကျေးလက်နေရာအနှံ့မှာကလေးတွေပျောက်ဆုံးနေမှုကပုံမှုအဖြစ်များလာနေပြီးတချို့ပျောက်ဆုံးကလေးတွေကတော့ပြန်လည်တွေ့ရှိရမျိုးရှိသလိုတချို့ကလေးတွေကတော့အခုချိန်ထိတိုင်းပျောက်ဆုံးနေစေလဲဖြစ်ပါတယ်။မေလာဒုတိယပတ်ထဲမှာတော့မိခင်နဲ့ယဉ်နေသူကပဲပုံကိုရေးမကျေနပ်မှုတွေကြောင့်ဆယ်နှစ်အောင်ကလေးငယ်ကိုခေါ်ဆောင်သွားလို့ပျောက်ဆုံးနေကြောင်းလိုက်လံကူညီပေးသူတယောက်ကပြောပြပါဗျာ။ စေဖြစ်တဲ့နေမနက်9နာရီလောက်ကနေစပြီးတော့ကလေးတွေကအိပ်ရှိမှာစော့နေတာကို9နာရီလောက်မှာဆိုလာမသိဘူးအဲ့ဒီကောင်ကဝင်လာတယ်ဝင်လာပြီးတော့မှငါ TV TV အဟောင်းကြီးအစုပ်ကြီးငါ့ကိုပေးမယ်လို့ပြောတယ်ပေါ့အဲ့ဒါမင်းလိုက်မလားဆိုပြီးတော့မှအဲ့ဒီကလေးမကြီးရဲ့အကို7နှစ်ကလေးဖြစ်တဲ့ဟိုပါပေါ့အကိုဖြစ်တဲ့ဟိုကောင်လေးကိုပြောတယ်တဲ့ အာပြောတဲ့ခါကျတော့အဲ့ဒီကောင်ကြီးကအဲတားလိုက်ခဲ့မင်းလို့ပြောတော့အဲ့ဒီအချိန်မှာသူ့ရဲ့ညီမလေးကဒီမတမီလေးလိုက်နေဘောညီမလေးလေးလိုက်နေဆိုမှခေါ်တော့သူ့ကိုအဲ့အာမင်းလိုက်ခဲ့ဆိုမှမောင်နှမတယောက်10နှစ်ကလေးနဲ့10နှစ်ကလေးနဲ့အဲ့ဒီကောင်ကကိုလိုက်သွားတာကျွန်မတို့အဲ့ဒီသင်းကြရရှင်နေတခါလေးလိုက်တယ်အဲ့ဒီတကယ်ခါကဟိုရှင်းရှင်းပြောရရင်ဟောဒီရက်စောက်ကမဟုတ်ဘူးအဲ့ဒီကောင်ကြီးကအမရပူရာမန္တရီယာလို့လည်းပြောတယ်သူ့အဖေလေးလိုက်စားတယ်သူ့အဖေလေးအဲ့ဒီမှာဖွင့်လိုက်တယ်ဗောနော် အမှုဖွင့်တော့ပျောက်ဆုံးမပျောက်ဆုံးမှုဆိုပြီးတော့မှအမှုဖွင့်ထားတယ်ဗော အကြောင်းအမျိုးမျိုးကြောင့်ကလေးတွေပျောက်ဆုံးနေရတဲ့အတွက်ကလေးရှိတဲ့မိဘတွေရဲ့စိုးရိမ်ပူပန်မှုတွေကလည်းပိုတိုးလာနေပါတယ်။အခုကလေးတွေပျောက်နေရဆိုတာတော့ကြားနေရတယ်လေ။ရန်ကုန်နေမှာရောငယ်ဖက်တွေမှာရောအန်ဒီကလည်းအခုအန်ဒီမှာလည်းတမီးလေးရှိရလေ။တမီးကဥမာ၁၂နှစ်အရွယ်ပဲရှိတယ်ဆိုတဲ့ခါကျတော့ဘယ်လိုပဲဖြစ်ဖြစ်လေဘယ်နာတော့တော့စိတ်ပူရတယ်။ဟိုစိတ်လုံးကြုံမှုမရှိတော့ဘူး။စိတ်ချတဲ့အနေထားမဟုတ်ဘူး။အတယောက်တည်းဆိုမလွတ်ရဲဘူး။အခုကလေးတွေပျောက်ဆုံးနေတဲ့မိခင်တွေအတွက်လည်းတော်တော်ယူစိတ်မကောင်းဖြစ်မိတယ်။ဘာဖြစ်ပြောလဲ။ ဟိုခဏမျိုးချက်တစ်ကလေးလေးလေသူတို့ရဲ့အနာဂတ်ရဲ့အများကြီးပဲလက်နေပြောက်ကုန်တာပေါ့နော်မိဘတွေနေရောတာသမီတွေနေရောခလေးတွေတော့ကောဘာမှလုံခြုံမှုမရှိအမကန်ချက်မရှိအဲ့လိုမျိုးနေနေရတဲ့အတွက်ကြောင့်တော်တော်ကြီးလက်စိတ်မကောင်းဖြစ်မိပါတယ်အနာသိမ့်ပြီးနောက်မှာတော့မြန်မာနိုင်ငံမှာနေရဲဆွန့်ခွာထွက်ပြေးတိမ်းရှောင်သူ၃တမ5တန်နီးပါးရဲ့33ရာခိုင်နှုန်းကျော်ကကလေးတွေဖြစ်ပြီး2024ခုနှစ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေပါဝင်ပြိပခတွေကြောင့်ကလေးငယ်950ကျော်တိဆုံးတရားရရှိခဲ့ပါတယ်။ဒါကတရက်ကိုကလေးနှစ်ဦးထပ်ပိုပြီးတိဆုံးတရားရရှိနေတာလည်းဖြစ်ပါတယ်။စစ်မှုရန်အတွက်ဖမ်းဆီးခံရတဲ့အသက်16နှစ်အရကလေးတငယ်26ယောက်နဲ့ကလေးစစ်သားအဖြစ်စုဆောင်းခံရတဲ့ကလေးတငယ်48ယောက်ရှိတယ်လို့ NUG လူခွင့်ဝင်ကြီးဌာနကနေထုတ်ပြန်ထားပါတယ်။ကျမဝေပါ AR တိုင်းပသိမ်ခရိုင်ပသိမ်မြို့နယ်အမှတ်73ရပ်ကွက်ငူဝါလမ်းမှာမေလ22ရက်နေ့ညနေ9:00ခွဲလောက်ကပန်းဝါအချီဆိုင်မှာဈေးဝယ်နေတဲ့ចောင်းဆရာမတအိုးကို မော်တော်ယာဉ်တစ်စီးကဝင်တိုက်ခဲ့တာကြောင့်တိဆုံးသွားခဲ့တယ်လို့ပသိမ်ဒေသခံတွေစီကသိရပါဗျ။တိဆုံးသူဟာပန်းဝါအချီဆိုင်မှာဈေးဝယ်နေတဲ့အချိန်အင်းစီးကားတစ်စီးကအချိန်လွန်ပြီးဝင်တိုက်မိတာကြောင့်သွေးထွက်လွန်ပြီးပသိမ်ကြီးဆေးရုံအရောက်မှာတိဆုံးသွားခဲ့တာလို့သိရပါဗျ။ အချီဆိုင်ကိုတိုက်တဲ့အချိန်မှာចောင်းဆီယာမားကဈေးဝယ်နေတဲ့အချိန်တိုက်ခံရတာဖြစ်ကြောင်းဝင်တိုက်တဲ့ကားကရန်ကုန်လိုင်စင်နဲ့အင်းစီကားဖြစ်ပြီးအရှိန်လွန်ပြီးရပ်ထားတဲ့ဆိုင်ကယ်ကိုအရင်ဝင်တိုက်ခဲ့ပြီးတဲ့နောက်ပန်းဝါအချီဆိုင်ကိုထပ်ပြီးဝင်တိုက်မိသွားကြောင်းအတိုက်ခံရတဲ့ဆီယာမားကဒဏ်ရာအရန်ပြင်းတော့သွေးထွက်လွန်ပြီးပသိမ်ကြီးစင်းုံအယောက်မှာတိဆုံသွားခဲ့ကြောင်းပသိမ်ဒေသခံမျက်မြင်တွေ့ရှိသူကပြောပါရယ် ။ဈေးဆိုင်နဲ့ဆရာမကိုဝင်တိုက်သွားတဲ့မော်တော်ယာဉ်မောင်းဟာထွက်ပြေးတင်းရှောင်သွားတာကြောင့်စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ရင်းထင်းရဲတွေကစုံစမ်းစစ်ဆေးနေပေမယ့်မေလ23ရက်နေ့ထိဖမ်းဆီးမိတာမရှိသေးဘူးလို့သိရပါပါတယ်ရှင်။ တောင်အာဖရိကနိုင်ငံရဲ့မြို့တော်ဂျိုဟန်နက်စ်ဘာအနီးမှာရှိတဲ့ Kloof ရွှေတွဲမှာပိတ်မိနေတဲ့မိုင်းလှုပ်တာ289ဝတ်တော်ကေဇေးကြီးလုပ်ငန်းတွေလှုပ်ဆောင်နေကြောင်းတောင်အာဖရိကနိုင်ငံရဲ့စီဘန်နိုင်ယက်စ်ထေဝတာတတူတူဖော်ရေးကုမ္ပဏီကမေလ23ရက်နေ့တောက်ကြနေမှာပြောကြားခဲ့ပါတယ်။ Johannesburg မြို့အနောက်ဘက်60ကီလိုမီတာ38မိုင်အကွာကနေကုမ္ပဏီရဲ့အနက်ဆိုင်ဆုံးမြေအောက်ရွှေတွေမှာရှိတဲ့နေရာတစ်ခုမှာစုယုံနေကြတယ်လို့လည်းသိရပါဗျ။ ။ဒီဖြစ်ရပ်ရဲ့အသေးစိတ်ကိုတော့ဖော်ပြပြောဆိုမှုမရှိသေးပေမယ့်အလုံသမားအလုံးဘေးကင်းပြီးလူအဆုံလင်းရှိကြောင်းနဲ့ကုမ္ပဏီကသူတို့ကိုအစားအသောက်တွေပံ့ပိုးပေးနေတယ်လို့လည်းသိရပါတယ်ရှင်။တီဗီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်